ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့တပန် Audio Book Channel လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာပေါ်ဦးသည် ရေးသားထားတဲ့ခေါင်းလောင်းထုတ်တန်ရှင်မရှန်ချာဒံယာညများထွင်းထားကြောက်စေ ကမီးဖြစ်စေဆိုတဲ့ဇာတ်လမ်းလေးရဲ့အစားဆုံးကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ဇာတ်လမ်းလေးမစတဲ့ခင်မှာ ကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။ခေါင်းလောင်းထုတ်တန်များကိုကြားနေရပါတယ်။ အတန်များဟာကြေကွဲစရာကောင်းနေပါတယ်။ခြောက်ခြားမှုကရှင်ကိုလှိုက်ခွန်ပြုတ်တက်စေခဲ့ပါတယ်။အတန်များအလုံးတနည်းအားဖြင့်မှအကြောင်းအရာချမ်းသာစွာပြန့်နှံ့လာခဲ့ကြပြီးအတန်တရံနဲ့တရံဟာနည်းနည်းကလေးများတိုက်ဆိုင်မှုညှဉ်းညွတ်မှုရှိမနေခဲ့ပါ။မနိုင်ဝန်ကိုထမ်းရတဲ့ကြောရုပ်ဟာကျိုးပြက်ခဲ့ရတကယ်တို့ကျွန်တော်ရဲ့အုံနောက်များဟာလည်းမနိုင်ဝန်များကြောင့်ပျက်စီးခဲ့ရပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေကအဆောက်မှသူ့အခန်းအတွင်းမှာစာမွေးဝယ်ဖြီတော့မယ်တဲ့။ မိကွန်အလုံးဟာသူ့အတွက်အလွယ်တကူကြော်လောသွားနိုင်မှာပါရဲ့သူ့ရဲ့အုံနာဘလို့ဖြစ်သွားပြီဆိုတော့ကျွန်တော်ဝမ်းနဲ့စွာနားလည်လိုက်ပါတယ်သို့တော့မဟုတ်ဘူးလေစာမိုးဝဲဆိုတာတက်မှတ်ထားရဲ့အခန်းထဲမှာတက်မှတ်ထားရဲ့စီကံတိုင်းဖြေရမှာပေါ့ခမည်းဖြစ်နေတဲ့နေရာမှာဖြေလို့ဘယ်ဖြစ်မလဲအခုခမည်းဖြေရမှာကအင်းဝါဆောက်မှလीခမည်းလည်းနောက်နေပြန်ပြီလာသွားမယ်၁၂နိုင်ပဲခွဲတော့မယ် နေ့လယ်တနားရီမှာစောင်းဝဲစမိဖြစ်ပါတယ်။ခမရောက်ကျွန်တော်ရှင်းလေးပြောနေအောင်ကြောက်ခန်းထဲမှာကြောက်ဖြစ်မယ်။နောက်ထပ်ဘာမှမပြောနဲ့။တွားပြန်။ခမရဒီခန်းထဲကထွက်သွား။ဒီမှာလာရှောက်မနေနဲ့။ကြောက်စောင်းဝဲအတွက်ပြင်အောင်မယ်။ကျွန်တော်ပါဆက်လောက်ရမှာကိုစဉ်းစားရတော့မယ်။ဒါပေမဲ့လက်တလို့အချိန်လေးကောင်းလာရန်လမ်းမမြင်တော့အခန်းပေါ်ရဲ့အချိန်လေးအဖြစ်ပြက်ကိုတက်ဆိုင်ရအဆောင်နီးပြနဲ့အဆောင်မှုကို တင်ပြလိုက်ရပါတယ်။ ရတနာပုံဆောင်မခင်ကကျွန်တော်နဲ့တခါနဲ့နေခဲ့သူဒီလူအကြောင်းကိုကျွန်တော်သိပါတယ်။အလွန်ရောအလွန်အေးပြီးအလွန်စာကျိုးစားတဲ့လူတယောက်ဆေးလေကုန်ရအရက်လုံးဝမတုံးចောင်းသားများရဲ့ရိုးရအလေးဖြစ်နေတော့လက်ဖေးဆိုင်မှာလည်းထိုင်လေးမရှိမိန်းကလေးပေါင်းတင်လည်းမရှိចောင်းဆောင်မှာလွဲပြီးကြံ့နာအလုံးအေးတယူစိတ်ဝင်စားရှားပါចောင်းသားတယောက်ဖြစ်ပါတယ်။အပြင်းစားဆိုပြီးနိုင်ငံ့ကောင်းဆောင်များရဲ့အထုပ်ပတိနဲ့ အီလက်ထရိုနစ်ပညာဆိုင်ရာစာအုပ်ချုပ်ကဖတ်လို့ရှိပါတယ်။ဒါကလည်းတခါတရံနာဖြစ်ပါတယ်။သူ့အတွက်ကျောင်းစာဟာအဓိကတတိယနေ့တုန်းကမေဂျာဘာသာအလုံးဂုဏ်ထုထွက်ခဲ့ပါတယ်။လူတော်တရားအခုကဲ့သို့လွဲမသွားခြင်းမရှိတဲ့အတွက်နှမျောနေမိပါတယ်။ဆောင်မေးပွဲမတမီတုန်းကတော့သူ၁၀ရက်လောက်ဖြားနေသေးပါတယ်။ဆောင်မေးပွဲဖြစ်ကနီး၃ရက်မြောက်အလုံးမှာပြန်ကောင်းသွားခဲ့ပါတယ်။ဒါပေမဲ့နှုတ်ခန္ဓာကိုသိတော့သူဟာလုံးဝပိန်ချသွားပါတယ်။ အလုလုံနိုင်နေစွမ်းအင်းနေသွားတော့လေသူ့ဆွဲမလျှော့ခဲ့သူ့ရွေချက်အတွက်ចောင်းခွဲစကလေးကစာကြည့်ခဲ့ပါတယ်ဆောင်းဝဲနီမှာပြတော့သူ့စိတ်ထဲဘလို့ခံစားမလဲဆိုတာမသိနိုင်ပြီးတော့သူ့မှာចောင်းစာကြည့်အောင်ကလွဲပြီးတခြားစိတ်ပြေစရာထွက်ပေါက်လေ မရှိခင်စာမကြည့်နိုင်နဲ့ဖျားနေချိန်ညမှာသူ့ရဲ့အာယုံနဲ့ဘာလုံးနေမှာလဲနေသားတကြံဖြစ်တော့နေရများတဲ့မှာ အုံနောက်တစ်ခုဟာကစင်ကလေးအဖြစ်ရန်အစာပြုတ်ခဲ့ရပါတယ် ။စာမွေးဝဲတာဖြစ်နေရတဲ့ကျွန်တော်စိတ်ကတောင်းစီရင်များတွေးနေဖြစ်ပါတယ်။စာမွေးဝဲပထမဆုံးနေ့မှာမဖြစ်လိုက်ရတော့ဒါပဲဖြစ်ဖြစ်တနေ့ကျသွားပြီးတနေ့သားချင်းအားလူတယောက်ရဲ့ဘဝဖြစ်စဉ်ကိုအများကြီးပြောင်းလဲသွားစေနိုင်ပါတယ်။ကျွန်တော်အားကြတန်ဖိုးထားခဲ့တော့အခန်းမော်ရဲ့ပြားနာတော့အုံနာတခုရဲ့ဖြစ်စဉ်ကိုဆွေးမြေစွာကွဲကျင်နေတော့လာရအောင်မှခွေးယူတံများမျောလင့်လာပါတယ်။စေယုတ်ကာထတော့ကွင်းမြဟာ အကွက်ကြကြ လွင်ပါကြောက်ဝင်နေပါတော့တယ်။သူ့မျိုးအိမ်ကိုပြန်မရောက်လိုက်ရဘူးတဲ့။လမ်းမှာပဲဆုံးသွားခင်တာ။သူ့ရဲ့ယောက်ျားကရွှေပြည်အေးကပဲမြန်မာစာဒုတိယနှစ်ဂုံနုဒန်းမှာဒီလိုအမျိုးသမီးကကျောင်းလာတက်တော့ကိုဝင်ဆောင်နဲ့ကျောင်းမှာအတဝါယောဂဖြစ်တယ်။အခုဆောင်ဝဲဖြစ်နေရောဆုံးသွားတာပါ။ဘာမှမတက်နိုင်ခဲ့ဘူး။လင်မင်းရဲ့အခန်းတစ်ခန်းငါပြီးကျောင်းတက်ဖို့တင့်ပါလေ။ဒါပေမဲ့ငွေကြေးအခြေအနေမှမပေးခဲ့တာ။ ဒီတော့ယောက်ျားနဲ့မိန်းမအနီးကပ်ဖေးမကူညီမှုလို့တလောက်မရခဲ့ဘူးအမျိုးသမီးကအပြင်ဆောင်နေရတယ်အပြင်ဆောင်ចောင်းသူចောင်းသားတွေအတွက်အစအရာဈေးကကြီးနေပြီလင်မယားနဲ့ចောင်းတတ်တဲ့ဈေးကိုပြေးဆောင်ထောက်ပံ့ဖို့ဆိုတာမလွယ်တော့ဘူးလေတက်နိုင်သမျှချွေတာကြရတယ်ចောင်းပတ်ဝန်းကျင်မှာရောင်းတဲ့အစားအစာတွေကလည်းတတက်ရမရှိသလောက်ပဲရောင်းရချိန်ခဏအတွင်းမြုံမြုံမြတ်မြတ်အမြတ်ရဝယ်တိကျနေမှာပေါ့အတဝါယောဂဖြစ်တဲ့လူက စားတောက်ဆိုင်ထဲမှာလာစားကြဒီရက်ထဲမှာစားတောက်ဆိုင်ထဲကဗကံခွက်စားစရာတွေကတတက်ရဲ့တနတ်ရှင်မထားတဲ့အခါအတဝါဖြစ်တဲ့လူစားသွားတဲ့ဗကံကိုဆက်စားမိတဲ့လူကယောဂါကူကန်တင်းမှာစားစရာတွေဈေးပေါ်တော့စားတဲ့လူကများတယ်ဒီမှာယောဂါတွေကူတော့တာပါပဲဘာတက်နိုင်မှာလဲအခုဆိုရင်မိမဆုံးပြီဆိုတော့ယောက်ျားဆောင်မွေးဖြေလျက်နဲ့လိုက်သွားရတာဆောင်မွေးကြပြီပေါ့ဆောင်မွေးဝဲလေးရှုံးဂုံနုနဲ့ပညာတင်ခွင့်လေးရှုံး မိမလေးရှုံးတရေသားရှုံးနဲ့ဒီအကြောင်းအရာတွေရဲ့နောက်ကဘလို့ဆုံးရှုံးမှုတွေဆက်လာအောင်မဲဆိုတာကာယကံရှင်ကိုယ်တိုင်သိနိုင်ပါမလားကျွန်တော်ဟာဆုံးရှုံးမှုတစ်ခုရဲ့မိုးကုတ်ဆော်ဝိုင်းကိုငေးမောနေမိပါတယ်လာပြစ်ခါနေမှုလာရောင်တွေကကွင်းပြင်ထဲသို့ကျလာပါတယ်ဒါပေမဲ့မိုးရသည့်ရဲ့တိတ်ညိုတွေကတောင်ဘက်ရက်ကတက်ချီလာပါတယ်အဲ့ဒီနေ့ကအထက်ဘာသာလေးခုရဲ့နောက်ဆုံးဘာသာရက်ကိုဖြည့်ပြီးတဲ့နေ့ဖြစ်ပါတယ် မေခွန်လေးဟာနောက်ဆုံးနေចောင်းသားတို့ရဲ့မြင့်မို့တောင်ဖြစ်ပါတယ်။ရှေ့ဆက်မဖြစ်ခင်ကြားထဲမှာတရက်နားရအောင်မယ်။ရိုးရိုးတန်းចောင်းသားအလုံးအေးစစေအုံနာအနာပေးနေကြပါတယ်။အဓိကပါတာရဲ့လေးကုတ်ကိုဖြည့်ပြီးပြည့်ဖြည့်၍တချို့ကဆောင်းမွဲဖြည့်ပြီးတလားဖြစ်သွားပြီလို့ပြောခဲ့ကြပါတယ်။ကျွန်တော်နဲ့တငယ်ချင်းရဲ့အဆောင်ကလေးလောင်ဆက်ဆက်မြက်ခင်းလယ်မှာထိုင်ရင် မပွင့်တဲ့ဝင်းတာနီရဲ့လာမယ်ကိုငိမ့်မွန်နေကြပါတယ်။မိုးဥထုကောင်းခင်မှာ လာမင်းရဲ့သင်္ဃာရတရားနဲ့နမိတ်ပုံကိုဖတ်ရှုနေမိပါတယ်။ဒီနေ့အကယ်ဒမီဆောင်မှာတယောက်ရှင်းသွားတယ်တဲ့။ကြားရတာတောင်းလို့ဖို့ကောင်းတယ်။နောက်ထပ်တစ်ပတ်လောက်တာဆောင်းဝယ်ဆက်ပြင်ကျွန်တော်တို့ပါယူမယ်ထင်တယ်။ဘလို့ဖြစ်ရတာလဲအนูစိတ်ဖြစ်စင်啊။ပြောစရာတိတ်ထွေထုမရှိပါဘူး။ဆောင်းဝယ်ဖြစ်နေုံမူးတယ်မူးတယ်လို့ပြောရင်လဲကျသွားတာ။ဆေးုံရောက်ပြီးတနိုင်လောက်ကြတော့နှလုံးခုန်ရက်သွားတာ။ကြားထဲမှာ တတိမရတစ်ချက်ရတစ်ချက်နဲ့ဘာမှမကြားလိုက်ဘူးဆိုပဲအေးဗျာကျွန်တော်ကဒီလိုအဖြစ်မျိုးကြီးဘယ်တော့မှမကြားခဲ့ဘူးအသက်ကလည်းကြီးဒီတစ်ခါအကြောင်းအဖွဲ့မှာဈေးတွေကလည်းသုံးဆလောက်မြတ်တက်အခြားပုံကိုရေးတွေချောင်းဆောင်ဝယ်ကြမှာကလည်းကြောက်လာဒီတော့ကြောက်အလန့်အနဲ့စူးစမ်းထားကြတာပြီးတော့စတော့တာနဲ့ကြောင်းသူကြောင်းတာတော်တော်များအဓိကဘာသာလေးကိုဇက်တိုက်ဖြေးလိုက်ရတာ၃ရက်ဇက်တိုက်ပြီး၄ရက်မြောက်နေ့မှာတော့ စွမ်းရင်အလုံးကုန်သလောက်ဖြစ်သွားပြီအုံနောက်တွေကတိတ်ပြီးအလုံးမလုပ်တော့ဘူးပင်မနေအုံနောက်နဲ့ဝင်ဆိုင်နာမှုနဲ့မမြအောင်ဖိတက်ရတော့နောက်ဆုံးမှမဆန်ပြက်ဖြစ်ကုန်တာနေမှာကျောင်းသူကျောင်းသားအလုံးကျောင်းကြီးကိုဘလောက်ခင်တွေ့ခင်တွေ့ဘလောက်မြန်နိုးရပြောပြောဟောဒီလိုသွေးပြက်ပဲအခြေအနေနဲ့တော့နောက်ထပ်ပြတ်မလို့ချင်တော့ပါဘူးရှိရွက်ချက်တွေပန်းနာရောက်ခါနီးမို့နှုတ်ဆက်အနှံ့များနန်းဆုပ်ရန်နှက်ခမ်းများကိုအလားဆုံးပြင်နေကြပြီ သွေးပြက်ခဲ့သူတို့အနမ်းများမဝေမျှနိုင်ခဲ့။စာရင်မေကုံကြီးဆိုတဲ့ငိုရှိုက်တဲ့နဲ့အတူပောက်ခွဲထွက်လာတဲ့စာပြေခန်းထဲမှာမျက်ရည်များအေးအေးပြတ်တော့စောင်းဝဲခန်းထဲမှာရှားပြီးသားစာရွေအလုံးရောထွေးကုန်တယ်။တလုံးမှလည်းမရအောင်အချိန်ကုန်ခါနီးမှခေါင်းကြည့်လာပြီးနှစ်ပုတ်ပဲဖြေလိုက်ရလို့တော်သေးရဲ့။ရှမ်းသူလက်မှာတီတီကလေးလွတ်ထွက်လာတော့တက်သားတယောက်ကဲ့သို့ညီးသွားတယ်များဒီအတိုင်းရင်မဆိုင်နိုင်ဘူး နေ့လည်နေ့ညလည်းညမနက်လည်းမနက်ပတိစိတ်ဖရာအာယုံပြုဂုံတော်ရွတ်နဲ့စိတ်ကိုတည်ငြိမ်အောင်အဖက်ဖက်ကကြားခံထားရတယ်ကိုကိုကိုဂယူးဆိုင်နေသူများအောင်ပွဲရှိရာစီတို့တေချာမှုတွေတည်ဆောင်လို့ငါပြန်တန်းလာပြီအောင်ပွဲဘာအောင်ပွဲလဲမရှိတော့အခုတော့ရှော့သွားပြီအခုအချိန်မှာရိုးသားမောင်လုံနေရင်မိဘတွေလည်းပင်တက်ခုံရကြလိမ့်မယ် ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်စောင်းမွေးအောင်ရမယ်အောင်မှဖြစ်မယ်မင်းညမေချာလေးကိုအသေးအံလှုပ်လိုက်ရတာဝရိယချုပ်ကလေးခန်းစားရလို့တော့ပါသေးရဲ့ဖြည့်နိုင်နဲ့မဟုတ်လားအောင်မက်ကတော့အေးစစ်စစ်ပါတွင်းကုံထုတ်ကုံလုံနေသောကြောင်နာတယောက်ရဲ့အားရောင်မသားစကားများသူလည်းပတ်စံချမ်းသာပေမဲ့ကြောင်ပြီးချင်နေမှာတော့တေချာပါတယ်ကျွန်တော်နဲ့တငယ်ချင်းဟာဓာကောင်ကျော်အထိစကားကောင်းနေမြင်အဆောင်နီးပြစီရဥမမောင်တန်းဟာ တစ်သားတို့တချောင်းကိုခတ်တနေဆုပ်ကမ်းပြီးကျွန်တော်တို့ဘေးမှာခတ်တတုပ်ဖြတ်ရှောင်ရင်ဟေးเจ้าသားတွေလိုက်ခဲကြပါအောင်ဘယ်လဲဆရာလာငါနောက်ကသာလိုက်ခဲကျွန်တော်တို့ကဘာမှမသိဘဲနဲ့ထားလိုက်သွားကြပါတယ်အဆောင်အောက်ထက်ရှိအနောက်ဘက်ရေချိုခန့်နဲ့ရောက်တော့เจ้าသား6ယောက်9ယောက်ရောက်နေနေပါတယ်အင်တာတကားကိုတဝဝုံဆွဲဖွင့်လိုက်အင်တာတကားပေါက်ကိုကြော်ပြီးရေးနဲ့လှမ်းပတ်လိုက်နဲ့ တလဲစီလုံနေကြပါတယ်။ဘာဖြစ်လို့လဲ။အထဲမှာလူမရှိဘဲနဲ့ဂျက်ချထားတယ်။ဂျက်ကအထက်အောက်တတ်ထားတာမဟုတ်ဘူး။ကန့်လန့်တတ်ထားတာ။ဒီတကောက်မတင်ကားလို့စောင့်ကြည့်နေတာကြာပြီ။ည12နာရီလောက်တုန်းကကျွန်တော်အတေချဖွင့်ထားခဲ့တာ။အခုအတွေ့ရတိုင်းပဲ။မင်းကနောက်မှအပြင်ဟာတက်ချက်လိုက်လာပါတယ်။တကားနာမှာရက်နေကြတဲ့ကျောင်းသားများရဲ့ဖြူယော်နေသောမျက်နှာကိုမင်းရအောင်မှမြင်နေရပါတယ်။အိမ်သားတကားထက်မှာ အုံရိုးကြော်ပြီးရေနဲ့ပြန်ကနဲ့လှပ်ပတ်ပြန်ပါတယ်။ပြီးတော့အင်သာတကားကိုခက်ကြမ်းကြမ်းဆွဲဖက်ပြန်ပါတယ်။ကြောင်နာတယောက်ရဲ့ပါဇက်ကလှုပ်ရလှုပ်ရနဲ့တဆုံတရားကိုရွတ်စွန်နေပါတယ်။ကြောင်နာများစုကအင်သာတကားကို မှမိတ်မတုံစူးစိုက်ကြည့်နေကြပါတယ်။ပတ်ဝန်းကျင်ဟာညရဲ့အချိန်ကြောင့်တိတ်ဆိတ်နေပါတယ်။လေးချွန်းနာကဲ့သို့အတန်းနှင်းနှင်းတတကလေးကလည်းအင်သာကျမ်းမြစီမှာအထက်ဖက်စီသို့ရှေ့လျားစွာရွှေ့လျားသွားပါတယ်။ ကျောပတ်နေရာမှာတက်ဆင်ထားတဲ့တရုတ်ကမှန်ရှက်တစ်လျှောက်အောင်မှာအထက်တို့စားပွားပါခဲ့သူအရိပ်ဖြူလေးတစ်ခုဟာအတံမြင့်လေးနဲ့အတူ အသွားဆောင်ရဲ့နောက်ကျောပတ်ဘောလီဘောကွေးနဲ့ရွှေပြည်လမ်းမမရှိနေတဲ့ခွေးမြရဲ့ဆဆွဲငယ်ငယ်ဥလိုက်တဲ့ဥတန်ရှင်ဟာကျွန်တော်ရဲ့ကြောတပြင်းလုံးဧကနဲ့ဖြစ်သွားစေပါတယ်။အဲ့ဒီအချိန်မှာပဲတပြိုင်နဲ့ကျောင်းသားတယောက်ဟာအိမ်နာတကားကိုရုတ်တရက်ဆွဲဝင်လိုက်ပါတယ်။အိမ်နာတကားအလိုက်တဲ့နဲ့ပွင့်လာပါတယ်။ အိမ်သာထဲမှာဘာတစ်ခုမှမတွေ့ရထူးခြားတဲ့ခြေရလက်ရပြတ်နေခြင်းလည်းမရှိပါဖခင်ဖခင်ဒါတဘာဝတရားတစ်ခုပဲလားဒီနေရာအပေါ်မှာမှဘလို့ဆွဲလက်စိတ်ဝင်ခဲ့ရတယ်လဲဘလို့အเจ้าနေကြောင်းဒီလိုကြုံကြိုက်ခဲ့ရတာလဲကျွန်တော်တို့ဟာအဆက်အသွယ်မလုပ်တော့လဲသိချင်နေမိပါလိမ့်ခင်သွယ်ခြင်း၌နေမုံမှုတို့လွတ်မြောက်ပြီးဘဝတစ်တပံထားမြောက်ပါစေတင်တို့ခင်သွယ်ဆွဲလက်တော့ ပတ်ဝန်းကျင်သို့ဘက်ကရီရုပ်တင်အတိုင်းဝင်ရောက်နိုင်မှုစုတောင်းပါရဲ့မြစ်တာပို့ပါရဲ့ထူးဆန်းသောအဖြစ်ပြက်များဟာအတွေးအယုံကိုရိုက်ခတ်ပြီးစိတ်ကြွယ်မှုတို့ဟာ အမတ်ထင်ထင်ဖြစ်ခဲ့ရပါတယ်တစ်တာအဲ့ရလေးစောက်ကျင်ချင်းတို့ကိုဆွဲထုတ်လာကြပါတယ်စိုက်ကားတွေမြင်းလဲတွေသုံးမိတွေပေါ်တင်ပြီးပြန်ကြတော့မယ်အရှင်ပြန်တဲ့သူကိုနောက်မှပြန်မဲ့သူက လိုက်ပို့ကြပါတယ်လိုက်ဖို့သူလဲတနေ့တော့ပြန်ရလိုက်ပါမယ် နှုတ်ဆက်ပြုံးများကိုအတင်းပြီးပြုံးစင်မှာအယောင်မဲနှကန်အခွေမှာမျက်ရည်တွေနဲ့ပွေဖက်ကြဘသူမှလက်ခုပ်မတီးဖြစ်တဲ့ဝမ်းနဲ့ဖွဲ့နေဆဲများအပေါ်မှာကျွန်တော်တို့ရဲ့နှလုံးသားတွေဟာအရေးပြောကြခဲ့ရပါတယ်အခုချိန်မှာအတန်ထွက်စကားပြောဖို့ထက်မျက်လုံးများနဲ့သာစကားပြောဖို့စွမ်းနိုင်ကြတော့မယ်နှလုံးသားရဲ့အနုညံ့ဆုံးတနေရာမှာရိုးသားပုံလေးစာစီစဉ်ခဲ့သော စကားလုံးများကိုမျက်ရည်တွေကြမှာကြားလိုက်ရပါတယ်မျက်ရည်များပါပြင်ပေါ်သို့ လိတ်စင်းအလားတငယ်ချင်းတယောက်နဲ့တယောက်နှောက်ဖွဲ့မူပန်းလေးတွေဟာလည်းပွင့်ဖက်တစ်ဖက်စီဆွဲဖက်ချိန်မှာခံလိုက်ရတယ်လို့လွင်ပါသွားရပါတော့တယ်။အရှောင်သူတဲ့ပန်းရုံကလေးချီနောက်ခဲ့တဲ့ရာတီများမြင်းမြိုင်ခဲ့တဲ့အိမ်မက်များပြေးချန့်သွားမယ်မျိုးဆက်တစ်များဘယ်တော့မှပြန်မြနိုင်တော့မယ်နှလုံးသားအလုံးကိုတဘာဝတရားနဲ့ကံကြမ္မာရဲ့လက်ကိုပုံအပ်၍တစ်တာအိရလေးနဲ့စာအုပ်ချင်းတော်များတည်ဆောင်လာတော့ စိုက်ကားတစ်စင်းဟာမင်္ဂလာလန်83လမ်းပေါ်မှာခွဲခွာခြင်းတေးတပုတ်ကိုနာခံရင်ကျောင်းနဲ့ဝေးရာစီတို့တရွေ့ရွေ့အတက်များအလုံးသူ့အတောင်မှသူ့ဖြန့်ကတဏျာစီတို့ပြတ်တန်းသွားကြပါတယ်ကျွန်တော်နားထဲမှာကြေကွဲဖွဲခေါလောင်းထိုးတံများကိုကြားနေရတယ်လို့လို့ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့စာရေးဆရာပေါ်ဦးတည်ရေးသားထားတဲ့ခေါလောင်းထိုးတံရေမာရှန်ကြဒံယာညများ ထွင်းထကြောက်စေကပြေးဖြစ်စေဆိုရဲဇလန်းလေးရဲ့အစအဆုံးတင်ဆက်ပေးခဲ့ဖြစ်ပါလိမ့်ရှင်ဇလန်းလေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်နောက်နေ့တွေမှာလည်းဘယ်လိုဇလန်းလေးကိုတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြပါဦးနော်